ရင်းမပင်မှာတရင်မှုတအူးကဆေးစရာမကိုပြစ်တက်ပြီးကုကုကိုလည်းအဆုံးစီရင်ခဲ့တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရင်းမပင်မြို့နယ်ပြန်လှည့်ကြီးရွာမှာတရင်မှုတအူးကဆေးစရာမကိုပြစ်တက်ပြီးမိမိကိုကိုလည်းအဆုံးစီရင်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ 2025ခုနှစ်ဧပြီ30ရက်ည9နာရီဝန်းကျင်အချိန်မှာတရင်မှုကဆ iam မနေထိုင်တဲ့နေအိမ်ကို အနာစေးထဲပို့ရောက်ရှိလာခဲ့ပြီးနေအိမ်မှာပဲနှစ်ဦးသားစကားအခြေတင်များခဲ့ပြီးနောက်အဆုံးစင်မှုဖြစ်ပွားခဲ့တာပါတနက်နေ့ပြစ်ခတ်ခံရတဲ့အမျိုးသမီးဟာစီရင်ကျမ်းမာရေးဝန်ထမ်းတဦးဖြစ်တဲ့မတ်စာနေဝင်းဆိုသူဖြစ်ပြီးကိုကိုအဆုံးစီရင်ခဲ့သူကရင်းမပင်ခရိုင်တရင်အမတ်ဆက်ခွန်ရဲ့တရင်မူကိုဖိုးစီဖြစ်တယ်လို့သိရပါဗျ။စီရင်ကျမ်းမာရေးဝန်ထမ်းတဦးဖြစ်တဲ့ မဆာနေဝင်းကပြန်လဲကြေးရွာမှာအဖွားဖြစ်သူနဲ့အတူနေထိုင်ပြီးငွေချင်းမောင်မနှစ်ယောက်မှာအကြီးဆုံးဖြစ်ပါတယ်။တေဆုံးသူနှစ်ဦးရဲ့ရုပ်လောင်းတွေကိုရမပင်မြို့နယ်ထဲကစေယုံတစ်ခုမှာထားရှိပြီးလက်ရှိအချိန်ထိစစ်စစ်ချက်အဖြစ်ကို မသိရှိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ4ရက်ကလည်းတရားခံတော်လေးတပ်ဖွဲ့ဝင်တွေအင်အားကောင်းတဲ့နယ်မြေတစ်ခုဖြစ်တဲ့ကဏီမြို့နယ်မှာပညာရေးတာဝန်ခံဦးဝင်းထေးအပါအဝင်မိသားစုသုံးဦးတပ်ဖြတ်ခံခဲ့ရပါသေးတယ်။